โอเคမင်္ဂလာပါဒီ base ကနေပြန်လဲကြိုဆိုပါရယ်ဒီနေ့တော့ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ crypto analysis လောက်ရမယ်နေ့ပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီနေ့ထူးထူးခြားခြားတော့ကျွန်တော်တို့ဒါ bitcoin ကတော့ဈေးပြန်တက်နေပါပြီဈေးပြန်တက်နေပြီဆိုတော့ကျွန်တော်တို့အခု9000 8000မှာအခုရောက်နေပြီတော့9900မနေ့ကထိသွားသေးရေပေါ့เนาะဆိုတော့အဲကျွန်တော်ပထမ bitcoin ကိုမှန်ခံမှန်းခဲ့တာတော့ဒီလိုမျိုးလဲ rejection ပြရတဲ့အတွက်ကြောင့်ကျွန်တော်ကနောက်တစ်ခေါက်အောက်ကိုပြန်ပြီးတော့အာ retest လုပ်မယ်လို့ကျွန်တော်မှန်းခဲ့တာပေါ့ဒါပေမဲ့ BTS မလုတ်ခဲ့ဘူးမလုတ်ခဲ့ပဲနဲ့မဖြစ်လဲဆိုတော့အပေါ်တခါရတန်တက်သွားတယ်အဲ့တော့ကျွန်တော်တို့9600 level ကနေပြီးတော့ rejection ပြခဲ့တယ်ဒါပေမဲ့အောက်မစင်းမနဲ့ဆက်တက်သွားတော့အကယ်၍ဟိုအောက်မှာဝယ်ထားခဲ့တဲ့လူတွေကတော့ကျွန်တော်တို့ဒါအမြင်ရတာပေါ့နော်အာဒီအလဲမှာဝယ်ဖို့စောင့်နေတဲ့လူကတော့ trade miss သွားတယ်ဒါပေမဲ့ကျွန်တော်ထင်တာပေါ့နော်ဟို order height အထိပြင်မရောက်ခင်မှာဒါသူတစ်ခေါက်တော့ပြန်နားရအောင်မထင်ဘူး ဆိုတော့ကျွန်တော်အမြင်ပေါ့လေဆိုတော့အဲ့ဒါကတော့ဘယ်နားမှနားမလဲအခုအခုတော့မသေးကြတော့ဘူးဆိုတော့အလယ်မှာလည်း insight ဘာတစ်ခုပေါ်လာရွတ်တကြပေါ့ insight ဘာမှာပဲနားမလားပေါ့နော်အဲ့ဒါအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဘာကြောင့် fake wire ကျွန်တော်တို့မှန်းတယ်လို့အောက်ကိုမစင်းမင်းတဲ့ပြန်ဆက်တတ်သွားလဲဆိုရင်ကျွန်တော်ထူးခြားတာတစ်ခုရှိတယ်ဟာ BTC dominance ကလုံးဝ4 year အတွင်းမှာအမြင့်ဆုံးအခြေအနေဖြစ်တဲ့65%ကိုပြန်ရောက်လာနော်ဆိုတော့ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ2021 2021ရဲ့ဒီ စပြီးတော့22 23 24အထိကိုကျွန်တော်တို့ဒါ၄နှစ်လောက်အထိကို Bitcoin dominance ကအောက်မှာပဲရှိခဲ့အခု Bitcoin dominance က60%ကျော်နေတဲ့ပြင်ပမှာအခုဆို၄နှစ်အတွင်းမှာအမြင့်ဆုံးဖြစ်တဲ့65%စီရောက်လာတယ်ဆိုတော့ Bitcoin dominance ဆိုဘာလဲဆိုလို့ရှိရင် Bitcoin ကတခြား altcoin တွေထက်ပိုပြီးတော့မှအားတာနေတဲ့အဲခါကိုပြတာပေါ့နော်ဆိုတော့ဟို crypto market ထဲမှာရှိသမျှပတ်စံတွေအကုန်လုံး100%တော့တတ်မှတ်တယ်ဆိုလို့ရှိရင်အဲ့ထက်က65%က bitcoin မှာရှိနေတယ်ဒါကိုပြောချင်တာနော်ဆိုတော့အဲ့လိုဟို BTC dominance တက်နေခြင်းအားဖြင့်ကျွန်တော်တခြား os coin တွေတခြား os ဆိုတာကျွန်တော်တို့ဒါအောက်ဖက်က os တွေပေါ့နော် top down မဟုတ်တဲ့တခြား os တွေ top 20မဟုတ်တဲ့ကောင်တွေဟိုအောက်နားကကောင်တွေသူတို့ရေဟို market share ရာကိုနည်းနည်းခက်ဘာလို့လဲဆိုတော့ဒီရှိတဲ့ပတ်စံတွေကကျွန်တော်တို့ bitcoin စီကိုပို့ပြီးတော့မှစီစဉ်သွားတာပုံများနေเนาะဆိုတော့ဗီဒီယိုဒိုမိုင်းနဲ့တက်ခဲ့တယ်တိုတယ်ကလည်းကျွန်တော်ဒီမှာပထမ first week မှာဒါ break ဖြစ်ခဲ့ပြီးတော့မှဒီမှာခဏ down ပြီးတော့ဒီတစ်ပတ်မှာပြန်တက်လာဆိုတော့တိုတယ်ပြန်တက်လာတယ်ဆိုတော့ဒါကျွန်တော်ဘာပြောပြလဲဆိုလို့ရှိရင် crypto log တွေပတ်စံနေအစ်တွေထပ်ဝင်လာတယ်အဲ့တော့3 trillion ကျော်သွားတယ်3 trillion ကျော်သွားတဲ့အချိန်မှာ BTC dominance ကလည်းတက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဝင်လာတဲ့ပတ်စံကျွန်တော်မြင်ပြန်ဘစ်ကွိုင်းလေးကိုရောက်ကုန်တာအဲ့ဒါကြောင့်ဘစ်ကွိုင်းဒီအောက်ကိုပြန်မနာတော့ဘဲနဲ့အပေါ်ကိုတက်ခဲ့တာပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ကျွန်တော်ခံမထားသလိုအလဲမပြန်နာအောင်မယ်ဆိုတော့မျိုးဖြစ်မလာခဲ့ဘူးအဲ့တော့အဲ့ဒီအတွက်ကိုကျွန်တော်ကတစ်ဟောက်တော့ပြန်ကြည့်ရအောင်โอเคအကြွေဒီကောင်ဒီတိုင်းပြေးသွားခဲ့ပြီးသွားလို့ရှိရင် insight bar တစ်ခုပေါ်လာတဲ့ကြောင့် insight bar ကိုပြန်နာရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ကျွန်တော်ချက်ပြီးတော့အဲကျွန်တော်တို့ဒီ coin focus analysis တွေမှာပြန်လောက်အောင်ပေါ့နော်ဆိုတော့အခုတိုင်းဆိုလို့ရှိရင် ျွန်တော်စိတ်ထင်ပါတော့ဒီအခုလိုမှကျွန်တော် alert တခုပေးထားတွေ့လိမ့်မယ် bitcoin ကတသိန်းနဲ့ဒီ2000နေရတသိန်းကိုကြော်တာနေကျွန်တော်စပြီး alert ယူရတော့ပေါ့နော်ဆိုတော့နည်းနည်းအပေါ်ရောက်တသိန်းထိတာနဲ့ alert ယူရတော့မယ်ဆိုတော့တသိန်းကိုကျွန်တော်ဒီမှာ alert တခုပေးထားလိုက်ပြီးတော့ဒီနေရာမှာကကျွန်တော်ဘာလဲဆိုလို့ရှိရင်အရင်ရောက်ခဲ့တဲ့ order ဟဲ့ body ဖြစ်တဲ့ကြောင့်မလို့အဲ့ order ဟဲ့ body နားမှာကျွန်တော်တစ်ခေါက်ပြီးဆိုတော့ဒီနေရာဖြစ်ကျွန်တော်တို့က TP တွေယူလို့ရအောင်ကျွန်တော်တို့ဆိုအောက်မှာဝင်ထားခဲ့ရတဲ့တဲ့ကြောင့်ကျွန်တော်ကဒီမှာ TP ပြန်ယူလို့ရအောင် TP ကိုကျွန်တော်တို့ကနှစ်ခုယူမယ်ပေါ့နော်ဆိုတော့ပထမတစ်ခုဒီနာမှာဒုတိယတစ်ခုက order ဟိုင်နာမှာတစ်ခုယူမယ်အဲ့တော့ဒါပေမဲ့အကုန်လုံးမရအောင်ကျွန်တော်မှာရှိတဲ့ Bitcoin ရဲ့ကျွန်တော်အများဆုံးရအောင်ကျွန်တော်50ရမယ်ကျွန်တော်ပဲရအောင်ပြီးကျန်တဲ့ဟာကိုပြန်စုကိုအောက်မှာပြန်ဝင်ဖို့ကျွန်တော်စီစဉ်ပါပေါ့နော်ဆိုတော့ဒါကျွန်တော်ရဲ့ plan ပေါ့နော် Okay Ethereum ရဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျတော့ Ethereum ကဒီမှာသူလည်းလိုက်တဲ့နေပါတယ် 1900ကျော်နေပြီဒါပေမဲ့သူကတော့အပေါ်အထိတက်နိုင်မှုကဒါပြောလို့ရှိရင်တော်တော်လေးကိုအားနေအားနေနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့အပေါ်အထိတက်ဖို့ကျွန်တော်တို့ကဟိုမျောလင့်မှုကနည်းနည်းခက်တယ်အဲ့တော့အောက်မှာဝင်ထားခဲ့သူတွေကတော့ကျွန်တော်တို့က2000ကျော်လောက်မှပြန်ထုတ်ဖို့စဉ်းစားပါဘူးโอเคအဲ့တော့ BNB BNB ကလည်းတက်တယ်ကျွန်တော်ဆွဲထားခဲ့တဲ့ဒီမှာ weekly trend line ကိုမကျော်ဘူးဒီကနေတက်နေတယ်အခုတော့လောဆယ် ဟို investment တရင်တွေဘာကြီးကြောင့်အရင်တက်ခဲ့တဲ့အချိန်ထိတော့ပြန်မရောက်ဘူးမရောက်သေးဘူးပေါ့နော်ရောက်ခဲ့လို့ရှိရင်တော့640ကျော်လောက်ဖြစ်သွားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအာတစ်ချက်ကြည့်ရပါဘူးနော်ဟိုကတချို့တော့ပြန်ရောက်မလာဘူးကျွန်တော်တို့အောက်မှာဝယ်ထားတာကြီးရှိတော့နိဆိုတော့အကောင်လုံးရောက်မလို့ပါဘူး BMW ဆိုပို့ပြီးတော့မရောက်တင်သေးဘူးဘာလို့လဲဆိုတော့သူက folder error တွေဘာကြီးလဲခဏခဏရနေတာပေါ့နော်နောက် Solana ကကြတော့ကျွန်တော်တို့အောက်မှာဒီ deposit မှာကျွန်တော်တို့ဝယ်ဝယ်ခဲ့ကြရတဲ့လူတွေရှိရယ် 90တရာလောက်ပါနော်အဝယ်ခဲ့ရတဲ့လူတွေကတော့အခုဆိုအမြင်နဲ့တော်တော်ရတယ်ပေါ့နော်150ကျော်နေပြီဆိုတော့အဲ့တော့ပြောရရင်100မှာ1ဆိုလာနာဝယ်ထားခဲ့150ဆိုရင်ဒါကျွန်တော်တို့90ရာခိုင်နှုန်းမြင်တာပဲနော်အဲ့တော့ဟိုပြောလို့ရှိရင်90ရာခိုင်နှုန်းဒီဟိုလောက်နဲ့ဟိုတလားကျော်လောက်နဲ့မြင်တာဘယ်ဘာမှမရှိဘူးအဲ့လိုပြောရအောင်နော် ဆိုတော့ဒါကတော့ကျွန်တော်တို့ဒါဆိုလာနာပေါ့နော်ဆိုတော့ကျွန်တော်တို့ total 3အရာကြည့်မယ်ဆိုလို့ရှိရင်ကြာခုနကကျွန်တော်ပြောသလို total 3ရက်တက်လာပါတယ်ဒါပဲနဲတယ်အခုပြီးတော့ဒီမှာအပေါ်မှာအုပ်နေတဲ့ဒီ line ကိုသူမကြော်နိုင်သေးဘူးပေါ့နော်ဆိုတော့အခုအခြေအနေရဆိုလို့ရှိရင် ox တွေဆက်ထက်ပေါ့နော် big big ox တွေဒီကျွန်တော်ပြောတဲ့ bit 4ပေါ့နော် bit 4မှာအဲ1 2 3 4 4កောင်ရှိရဲ့အဲ့4កောင်ကျဲနောက်သူ့အောက်ကအိပ်စာပြီးတော့ဟာမျိုးတွေဒါမျိုးတွေတော့တက်လာဖို့ရှိလိမ့်မယ် ADA တို့ပါပေါ့နော် ဒါပေမဲ့အဓိကကလည်းဆိုလို့ရှိရင်ဟိုအောက်က ops တွေတက်ဖို့တိတ်ပြီးမလွယ်သေးဘူးပေါ့နော်။ဒါဆိုတော့ btc dominance ကလည်းအရင်တက်နေသလိုတူတယ်ရလည်းတက်နေတယ်ဟိုတို့ကျွန်တော်ပတ်စံနေရ btc dominance ကိုနည်းနည်းပို့ပြီးတော့ဝင်နေတယ်ပေါ့နော်။အကယ်၍တူတယ်ကပါမတက်တော့ဘဲနဲ့ရက်နေတယ် btc dominance ကပဲတက်နေတာဆိုလို့ရှိရင်ပို့ဆိုးတယ်။ off white တွေကပို့ပြီးတော့ရဖို့ခက်တယ်။ဟိုစေးတက်ဖို့ခက်တယ်ပြော။ okay ဒါလေးက analysis လေးပါအဲ့တော့ next step ဘာလုပ်မလဲကျွန်တော်အောက်မှာဝင်ထားခဲ့တဲ့ဟာတွေကိုဒီနှစ်ခုမှာကျွန်တော်တစ်ချက်ကြည့်ပြီးတော့အာ personally ပြန်ပြီးတော့ယူယူဖို့ကျွန်တော်စီစဉ်ထားတာရှိတယ်ဗောနော်ဘာကြောင့်အပေါ် breakout ကိုမဆောင်လဲဆိုလို့ရှိရင် breakout ဖြစ်မယ်မဖြစ်ဘူးဆိုတာမသေးကြဘူးဆိုတော့တသိန်းအခုဒီနေ့ဒီအချိန်မှာပေါ့နော်ဒီအချိန်မှာပြောနေတာနောက်ရေရှင်မှာတော့ကျွန်တော်ဖြစ်မှာပဲ breakout ကတော့ဒီမှာဒီအချိန်မှာဒီနေရာရောက်လို့ရှိရင်ကျွန်တော်က100%မဟုတ်ဘဲနဲ့တချို့တို့ကပဲကျွန်တော်ရောင်းတင်တာပေါ့နော်ဆိုတော့ဒါကတော့ ဟိုကျွန်တော်ရဲ့ plan okay အဲ့တော့ဒါလေးကျွန်တော်ပြန်ပြီးတော့ဒီမှာလာပြီးတော့အာ update လုပ်ပေးရပါအဲ့တော့ဒီတစ်ပတ်အကြာကြီးတင်ပါတယ်ဝင်ဝင်နေနေဖြစ်ပါတယ်